ညာမှာကျွန်တော်တခုအရေးကြီးတာလေးပြောချင်ပါတယ်ဒီဒေစာပဲနော်ဒီဒေစာပဲဆိုတဲ့အခါကျတော့ပုတ်ပြီကျွန်တော်တို့ auto level တွန်းရင်တွန်းမယ်2 day season တွန်းရင်တွန်းမယ်ပေချိုးရင်လည်းဆွဲကြမယ်တိုင်းကြမယ်ခုနောက်ပိုင်းတော့ဘာတွေတွဲတုံးဆိုတော့ Google ဒီပုံကနေပြီးတော့ဒါလည်းထောက်ပြီးတော့ထားလိုက်ကြတယ်ဒီ Google ဘဝနေတိုက်ပြီးတော့စတင် ဲ့မဲ့ဒီညမှာကျွန်တော်ကတော့ခုနကဘူကဲတတ်နဲ့ကြည်လာလို့ဒီပြန်မြေပုံနဲ့ကြည်လာလို့ဒီဒစ်စာပဲအပိုင်းမှာတိတ်ပြီးတော့အာမပေးချင်ဘာကြောင့်လဲဆိုတော့ဒီဟာတွေကဖြစ်တန်စာစာပဲအတွက်ကတော့နိုင်ထောက်ကိုဖြစ်ပါတယ်ဒါပေမဲ့တကယ်တကယ်တမ်းဒီဒစ်စာပဲလုပ်ပြီးဆိုရင်စာပဲတိုက်နဲ့အကျင်နဲ့ပြတ်ပါခုခုသွားမယ်ခုပိုက်လိုက်ဆွဲမယ်ဒီပိုက်ဝင်ရဲ့ပိုက်လိုင်းရဲ့ဘူး ကိုကိုတိုင်းသိနေမှာခုနလိုဟုတ်ပြီဘာတွေဖြတ်သွားမှာလဲကဘာကြောက်ကဘာတွေကပတ်ပတ်သွားမှာလားကြောက်တွေကဖြတ်သွားမှာလားချောင်းတွေကနေဖြတ်သွားမှာလားအစမ်းကြီးလေဒီဟာတွေကပေါ်နေလို့ပဲအဲ့ချိန်မှာကျွန်တော်ဒီဟောပေါ့နော်ဒီမှာ define i point low point နဲ့ object gap နော်ဟုတ်ပြီကျွန်တော်တို့ကကိုယ့်ရဲ့ pipeline သွားမှာကဘယ်နေရာမှာ high point နဲ့ရှိမလဲဘယ်နေရာမှာ low point နဲ့ရှိမလဲ ကိုပိုက်လိုင်းဖြတ်သွားတဲ့ချိန်မှာဘာတွေနဲ့တွေ့မှာလဲအဲ့မှာကျွန်တော်အောက်မှာရေးပေးထားတယ် water supply since is important ဆိုတဲ့ချိန်မှာဒါဘာကြောင့်လို့ဆိုရပြန် service ဆိုတာကတော့ instrument တစ်ခုခိုင်နာတွေ့တာတင်ထားလေးလေ့ကျင့်ထားလို့ရှိတယ်တိုင်းရတော့တာဒါပေမဲ့ဘာကွာတော့ဆိုရင်ကိုဖြတ်တန်းကျင်လရတဲ့ဟောပေါ့ပေါ့ ာဗေယာရဲ့ sense ကိုထားထားတယ်။ဥပမာကျွန်တော်မြစ်ချီလာ water supply တော့လုပ်တဲ့အချိန်မှာဒီမှာသူကဘာခေါ်မလို့ဆိုတော့ညာပိုင်လမ်းလမ်းကြောင်းတွေကပြီးတာ။ဘာကြောင့်လို့ဆိုတော့ town water supply ဖြစ်တဲ့အတွက်ကြောင့်သူကလူထဲမှာရှိတဲ့ရက်ွက်ထဲမှာရှိတဲ့လမ်းကြောင်းတွေကနေသွားမှာ။အဲ့ချိန်မှာပုံမဏီဘက်ကနေရောကျွန်တော်ကိုစာဝေးဘက်တစ်ခုပေးထားတယ်။အာသူတို့ကလည်းတခါကမနေ့ကနေညနေထီအောင် ဆောက်လုံးတကားတိုင်းရတာကြတာပဲတလားလုံးလုံးတိုင်းနေအဲ့ကျင်မှာကျွန်တော်ဘာလို့ဆိုတော့သူတို့နဲ့ကိုကြားမှာဖြည့်စက်မှုတစ်ခုလဲသွားတယ်ကျွန်တော်ကလည်းသူတို့သူတို့ဒီ water supply သဘောတရားကိုပြီးပြီးနားလည်ပြီးတိုင်းနေရလို့ပဲရှင်းထားတယ်တလားလုံးတန်းလိုက်တယ်တလားလုံးတိုင်းပြီးရချင်မှာဘာဖြစ်လို့ဆိုတဲ့အခါကျတော့ဟုတ်ပြီကျွန်တော်တို့ကပြီးတော့ကုမ္ပဏီနဲ့ဟောကြက်ကန်နေဟော ကားကြီးပြောရတော့မယ်။အာကျွန်တော်တို့မှာဘာလို့မဲအရာပါးတွေတက်ဖို့ရှိတယ်။ဘာကြောက်တွေတက်ဖို့ရှိတယ်။သူက profile တောင်းတယ်။ပေးပါလိုက် profile ။အချိန်မှာဘာဖြစ်လို့ဆိုတော့ဟိုတိုင်းတဲ့အခွဲကသူတို့ဒီဟို water supply နံပါတ်တွေမဟုတ်တဲ့ခါကွန်တိုဆာဗီရှောက်တိုင်းတကယ်တကယ်လားကျွန်တော်တို့ကပိုင်လိုင်းတစ်ခုကိုထောက်တော့မှဆိုရှင်သူ့ရဲ့ပိုင်လိုင်းပရိုဂရမ်ဒီကြည့် ไอ้ปลายสีถ้ารอมาถ้าตัวบะเราနှိမ်သွားมาเลยบะเราညင်သွားมาเลยอสังคีที่พอมามูดีพี่รอมาเราไอ้พอมาไฮโดรเล็กดีเนี่ยကိုရဲ့နာပြေရှင်းတာတဲ့ချာကြောင်းနဲ့ပြောရှင်းနေတာအဲ့ချိန်မှာခုနပြောလို့ဟိုတိုင်းနဲ့ဒီကမတို့လည်းတကယ်လို့ဒီကဲဆင်းရှင်နေတိုင်းညာတိုင်းမြေမှာသူတို့ဒီ water supply ဆင်းရှိတဲ့အခါကျတော့ purify မထုတ်နိုင်ဘူးဟိုကွန်ဒိုမီနီယမတွေပဲရှောက်တိုင်းတာပါ ဲ့ဒီမာကင်းပိုင်လိုင်းရုဇာဘေးရုဇာဘေးနှုတ်အဲ့ဒါကတော့အင်မတန်ကိုအရေးကြီးပါလေ။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်ဒီအင်ဂျင်နီယာလေးတွေတော့ပြီးတော့ instrument နဲ့ပြလိုက်တာဇာဘေးတိုင်းခဲ့ပါသူရှိတယ်။ဟာ back side full side အား left side full side အားတိုင်းလာကြတာပဲ။ဒီဘက်မှာရှင်လုံးဆိုရှင် sketch and rubber ဟုတ်စီတော်တော်ရေးခဲ့ကြရတယ်ငါရေးကြအောင်ငါ black side four side rn black side four side rn တွေပဲရေးလာတဲ့ခါကျတော့ဒီ pipeline ကအဲ့ဘယ်နေရာတွေကိုဖြတ်တန်းပြီးတော့ဘယ်နားမှာဘာတွေတွေ့ကြုံနေရလဲဆိုတဲ့အကြောင်းမတိရတော့စာပေနှုတ်ပေါ့ဒါမင်းအဲ့ဒီကောင်ကမဖြစ်မနေတီးဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်တခုပြောချင်တာကရွာငံမြို့ပေါ့နော်ကျွန်တော်ရွာငံမြို့ဟို ရောင်းငါလူတော်မျိုးပဲဒါပေမဲ့သူတို့ကတော့ဒီနီဆက်ကတော့ရွာတွေပေးတဲ့ဟာမှာပုံနဲ့သူကရွာငန်းကိုထည့်ပြီးတော့ပေးထားတယ်။အဲရွာငန်းမျိုးက1988နောက်ပိုင်းဝန်းကျင်လောက်မှာဖြစ်နေတယ်။ရွာငန်းမျိုးမှာကရွာငန်းမျိုးတစ်မျိုးလုံးတုံးနေတဲ့ကံကြီးတစ်ခုရှိတယ်။သူကကျွန်တော်မြစ်ချီလာကမှာတောင်ကံမြောက်ကံရှိတယ်လို့ဒီရွာငန်းကံကြီးမှာလည်းပဲသူကတောင်ကံမြောက်ကံပေါ့နော်။သူက ကိုရှိတာကဒီရွာငါမြို့မှာရှိတဲ့ဒီကံကြီးရပါလေသူကံကို၌ကိုက spring source ဖြစ်နေဒီကံအောက်ကနေစိတ်စိတ်ရည်ထွက်တယ်ခုနှစ်ခါကျတော့ကျွန်တော်ဒီတောက်တုံးကြီးတွေပါဆိုရှင်ယောက်ကံကနေတုံးတယ်လူတွေပါတွေတုံးကြီးချိုးကြီးပါကျဆင်းတောင်ကံမှာတုံးတယ်အဲ့ကကျတော့ spring source ဖြစ်တဲ့အတွက်ကြောင့်သူကဒီကံကရေအမြဲတမ်းရှန်ထွက်နေတယ် အဲ့ကတော့တောင်းတောင်းကံမှာကြတော့သူတို့ဒီကံပေါင်းတွေလှုပ်ထားပြီးတော့အဲ့မှာ overflow တွေတက်ထားပြီးတော့ဘူရချိုးတာတွေလျှော်တယ်ကြအဲ့ရမျိုးပါအဲ့တော့သူတို့ပြောတာတဏီတော်ကံမှာတဲ့အဲ့ဒီကိုနေသူရှိရတော့နော်ဒီတစ်မျိုးလုံးတုံးဆွဲနေတဲ့ဒီကံကြီးဟာတရင်နဲ့တမနဲ့ဖြစ်တော့ကံကြီးကံကြီးလုံးဝပြောင်းထွက်သွားတယ်ကံအောက်မှာတော့သူကထုံကြောက်တည်တာဆိုတော့ကံအောက်မှာဒုံကြီးပါရှိမှာပေါ့ ဒီကြီးတွေကဘုရားနေပဲကိုစီးထွက်သွားတယ်ဘုရားကံကြီးတောက်ထွက်သွားတယ်အဲ့ချိန်မှာတမျိုးလုံးပြသွားတာပေါ့နော်ပြသွားပြီးဟာအထက်တွေလည်းတင်ပြကြဒီဝါငါမျိုးနဲ့မလားမကမ်းပါမြင်းကြိုးဆိုဒီသားရှိတယ်အဒီမြင်းကြိုးနေရာကိုပဲယောင်ငါမျိုးကြီးကိုပြောင်းရတော့မလို့မျိုးပေါ့နော်တချို့ဌာနဆိုင်ရာယူနေတောင်မှစပြောင်းနေပြီလို့လည်းပြောတတ်ကြတယ်အဲ့ဒီလိုနေတဲ့တရင်နဲ့တမနဲ့တွဲမှာကံကြီးကပြန်ပြေးသွားတယ် ။ဟောအဲ့ခါကျတော့ကျွန်တော်တို့ကကြောင်းစီအောင်မလုပ်တော့ဘူး။မလို့တော့ဝိမဲ့ပုံလုံးကြီးထိလန့်သွားကြတယ်ပေါ့နော်။နောက်တစ်ချိန်ဒီလိုမျိုးများ ဖြစ်လာသေးပြီ။ဘယ်လိုလုပ်ကြမလဲဆိုတဲ့အချိန်မှာအထက်အခွက်ကြီးအစင်းစင်းမျိုးတင်ပြအိုင်မာမယူနီဆက်ဖွဲ့တွေကလည်းစင်းကြည့်စင်းကြည့်ပြီးတော့ခါမှာရွာငါမျိုးကနေပြောဆယ်မိုင်အကွာမှာရှိတဲ့ကြောက်ကူတီဆိုတဲ့ခြေတွက်ရှိတယ်။အိမ်မှာအိမ်မှာနေရွေးကောင်းတဲ့နေရာပေါ့နော် တော့ဟုတ်ပြီဒီကြောက်ကူတည်းကြီးဆယ်မိုင်ပေါ်တဲ့ကြောက်ကူကြီးကတော့နေပြီရန်သာမြို့ကဂရာဖီဘိုဝတာဆက်ပိုင်းမိင္ကေဆိုပြီးတော့အဲ့ဆုံးဖြတ်ပြီးတော့ဒီနေ့ဆယ်အင်ဂျင်နီယာတွေစင်းနေတိုင်းနေဒါဆိုတိုင်းထုတ်တယ်ဒါမဲ့အကြောင်းအားလျော်စွာပဲအဲ့အခုတစ်ခွက်လာကြည့်သွားပြန်ပြီအဲနောက်တစ်နေ့မလို့ဖြစ်သေးဘူးအဲနောက်တစ်နေ့ကျတော့တကနောက်တစ်ခွက်လာပြီးတော့ကြည့်ပြန်ပြီးမလို့ဖြစ်သေးဘူးအဲ့လိုအဲ့လိုနဲ့အဲ့ဒီ စာပေတိုင်းတာဒီဇိုင်းလုပ်ပြီး၅နှစ်ကြာတဲ့အချိန်မှာမှဒီလုပ်ငန်းကြီးအကောင့်ရပါဖြစ်တယ်။အဲတော့လုပ်ငန်းဝတ္တစပ်လိုင်းကတော့ကျွန်တော်တို့ကိုယ်သွားပြီးတော့လုပ်တယ်လုပ်တဲ့အချိန်မှာကိုယ်ကရွာသွားပြီးမြို့သူမြို့သားတွေကမေးကြတယ်ပေါ့နော်တကယ်လို့ကဖိုင်နယ်လားတဲ့အော်ဖိုင်နယ်မှာဖိုင်နယ်ဆက်ဆက်ပဲလို့ဒီမှာကျွန်တော်တို့ကတော့ပိုက်တွေကအကုန်လုံးတစ်ခါပြပါလာပြီးကျွန်တော်တို့ရေမရမချင်းကျွန်တော်တို့ကမပြန်ဘူးလို့ အဲ့မှာဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ consortium အဖွဲ့မှာတွားခင်မှာဆက်မှုလေရုံချုပ်ကနေပြီးတော့ graphic board engineer နှစ်ယောက်အရင်တောင်းထုတ်လိုက်တယ်။ဟာကြောင့်လုံးဆိုတော့ဒီဟာကြီးကတိုင်းတားခဲ့တဲ့ဟာက၅နှစ်ကြာသွားပြီ။၅နှစ်ကြာသွားပြီဆိုတော့ source အနေထားတွေဘာတွေအပြောင်းလဲရှိမရှိဟာလားဆက်ပြီးလုပ်မယ်ဆိုရင်လုပ်လို့ရလားမရလားဆိုတာ confirm လုပ်ဖို့အတွက်ဒီ engineer မျိုးကိုထုတ်လိုက်တယ်။ engineer ဦးတင်ချင်း ုမိုးလင်တို့တို့ရောက်သွားတယ်တို့ကကြွားသားတွေနဲ့လိုက်လိုက်ပြတယ်ဒါကမှဒီဒီဆက်အင်ဂျင်နီယာတန်းကြွားတာဒီညာပဲအဲ့ဒီမှာအဲညာကဒီလိုအင်ဂျင်နီယာဆက်မှုတွေအင်ဂျင်နီယာတွေလည်းပဲတက်ပင်နေမှာပါစာရီဘာထိုးပြီးတော့သူတို့ဘယ်နေ့ဘယ်ရက်ရောက်ရှိပြီးဟောပေါ့ညာစာရနေဘာထိုးပြီးလာတဲ့အခါကျတော့ source ကဟိုလွန်ခဲ့တဲ့နောက်နှစ်ကတိုင်းတာခဲ့တဲ့အနေအထားနဲ့လုံးဝပြောင်းလဲမှုမရှိဘူးဒီဟာကြီးကို ဘွာလုံးမဲ့ဆိုရှင် water supply လုံးမဲ့ဆိုရင်လုံးနိုင်ရဲ့ဆိုတဲ့အမြင်အားဖြစ်တဲ့ကြောင်းဟုတ်ပြီဒါဆိုရင်လုံးမဲ့ဆို confirm ဖြစ်ပြီးတော့ကျွန်တော်တို့ကတက်သွားတယ်တက်သွားချိန်မှာဘာသွားကွာလို့ဆိုတော့စိုးစိုးက engineer နှစ်ယောက်သွားတဲ့အချိန်မှာကျွန်တော်စက်မှုတွေအကျုံချုပ်ကငူရင်းစာပေ data စာဖို့မပေးလိုက်ဘူးဒါသူတို့ကလည်းဟုတ်ပြီရွာသားတွေပြတဲ့နေရာမှာပဲကြည့်ပြီးတော့အာဟုတ်ပြီဒီဆိုးစအချင်းကြီးကောင်းပါလေလို့လို့ရပါတယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ကြတယ် ကျွန်တော်တို့လည်းရောက်လဲရောက်သွားရင်ကျွန်တော်တို့မှကျတော့ဒီ UNICEF ကနေပြီးတော့ UNICEF engineer ကိုတန်းဆိုတိုင်းတာထားတဲ့မူလစာပေးစာအုပ်ကျွန်တော်တို့နဲ့ပါသွားတယ်။ပါသွားတော့ဒီချိန်မှာသူတို့လွာသားတွေကနေပြီးတော့ကျွန်တော်တို့ကိုလိုက်ပြတော့ပေါ့နော်။အာဒီညာဘဲတဲ့အိမ်မှာတဲ့ဆရာဦးတင်းကျေတို့မိုးလွင်ဦးတို့လည်းဒီမှာလာကြည့်သွားတယ်တဲ့။ဒီမှာတက်ပင်ဒီမှာကိုလားဒီမှာရက်ဆွဲတွေပါထိုးသွားတယ်။အဲ့ချိန်မှာကျွန်တော်ကစာပေး notes နဲ့တိုက်ကြည့်လိုက်တဲ့အခါကျတော့ နေဦးမရမဟုတ်သေးဘူးကျွန်တော်တို့ဒီနေရာနဲ့ဆင်းဆင်းလေးအခြားနေရာရှိသေးလားအဆရာအပေါ်ဘက်မှာတော့ဒီလိုမျိုးဆင်းဆင်းတနေရာရှိသေးတယ်အေးအဲ့ဒါလိုက်ပြအောင်များဆိုကျွန်တော်အပေါ်ဘက်ကိုတက်ကြည့်လိုက်တဲ့ခါကျတော့ဟာအဲ့ဒီမှာမှဒီ UNICEF က engineer နေပြီးတော့ဒီစာပေး note ရေးတဲ့ချိန်မှာဟုတ်ပြီဒါက spring source ဟုတ်ပြီအဲ့ source ကနေပြီးတော့သူရဲ့ပတ်ဝန်းကျင်လေးမှာပေါ့ဗျာဘာရှိတယ်ညာရှိတယ်ပေါ့ဗျာသူ ေဘယ်ဘယ်နှပြေအပေါ်မှာဘာပင်ကြီးရှိတယ်အဲဘယ်နာမလာမကမ်းမှာတော့နှပြေမှာတော့ကြောက်တုံးရှိရဲ့စသည်နဲ့သူကဒီလိုမျိုးတကားတယ်သူ့ရဲ့စာပြေနှုတ်ဆိုမှာပုံလို့ဒီ surrounding area တွေအပြည့်ပြည့်လောက်ထားတာအဲဒီတော့မှကျွန်တော်တို့ကအဲ့ဒီ source နဲ့သူ့ရဲ့စာပြေနှုတ်နဲ့တိုက်ဆိုင်ကြည့်ရတော့အဲ့ဒီဟာမှမှနေရာမှဖြစ်နေတယ်စိုးစိုးကဟိုအောက်ဘက်ကနေရာပြီးနေရာအမှားဖြစ်နေတယ် အဲတကယ်တကယ်တမ်းကဒီဆယ်မိုင်ပတ်လမ်းကြီးမှာလမ်းမှာကျောင်းတုံးတပုံးကျော်ရတာအဲတော့ကုနာကနေရာအမှန်နဲ့သူတို့နေရာမှားပြတဲ့နေရာနဲ့ဒီပေးအစိမ့် level difference ရှိတယ်အကယ်လို့များကျွန်တော်တို့ကဒီလိုမျိုး survey note နဲ့တိုက်ဆိုင်ကြည့်တော့နေရာအမှန်ကိုမရွေးချယ်နိုင်တဲ့ဘူးဆိုရင်သူတဲ့ပေးအစိမ့်နိုင်တဲ့အောက်က source တွေကမှန်ချင်ပြီးတော့ယူခဲ့မယ်ဆိုရင်အိုက်ချတောင်းပန်ပြီးတော့ဒါကြောင့်မလို့ စာပေ note ဒီအမှတ်တာရေးကြည့်ပါလေကျွန်တော်ကျွန်တော်ကကျွန်တော်ထူးသဖြင့်တော့ဂျူနီယာတွေပေါ့ဗျာပို့ပြီးတော့ခံလောင်းတတိပေးခြင်းပါလို့